ရမနီယာညာယုတ်ရက်ပေါ်ထွက်လာတဲ့ view file လေးတစ်ဖိုင်ဖြစ်ပါတယ်ဒီ view file လေးကတော့ချားမဟုတ်ပါဘူးဂျူလီယာဆက်နဲ့ပတ်သက်ပြီးတော့ကနောက်ထပ်ကျွန်တော်တို့အားလုံးသိချင်နေကြတဲ့အကြောင်းအရာတခုကိုထပ်မံပြီးတော့ကျွန်တော်တို့သိရှိခွင့်ရတဲ့ video file လို့ပြောရင်လည်းမမှားပါဘူးဆိုတော့ဒီ view file လေးနဲ့ပတ်သက်ကျွန်တော်ရှိရှိနေကြတဲ့ view အတွက်ဘာပဲဖြစ်ဖြစ်သတင်းတစ်ခုအနေနဲ့သိရှိနိုင်မှုတော့ကျွန်တော်အနေနဲ့ပြန်လည်း dislike ချင်လည်းဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်တို့ view file နဲ့မှာပါပြောထားတဲ့နောက်ထပ်ကြည့်မယ်ဒါကကျွန်တော်တို့အားလုံးမျှော်လင့်နေတဲ့တထည်ကိုယ်တိုင်ပြောထားတဲ့ဗီဒီယိုဖိုင်လို့လည်းသိရတယ်ဗျာနော်ဆိုတော့သင်ချာလေးနားထောင်ကြည့်ပါ 你最近你看美味的，美女没？发表的。你下一批都在家搞到。你好美女啊，对了，我，我啊，我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 今天表的嘛，表来的听嘛，算了。啊啦，我，我这美女我绝对的。要看了，咱就就那些，要享受，爸爸嘛，会，要上，要母胎了，啊啦，母胎，姑，这里有姑奶奶，我们这网友觉得嘛，你那我妈会听你的，啊啦，俺虽然多呢，多也不少。 ကျောင်းကမှအမေကမှလေးငါးနှစ်ပတ်သက်တယ်ပြီးပြန်လာတဲ့အချိန်မှာလည်းအဲ့ဒါကိုသူသူ့ကိုဒီဟိုတယ်အပ်တယ်အဲ့တော့ဟိုတယ်အပ်ပြီးမှသူ့ကိုပြင်ရတတ်ဖြစ်တဲ့အတွက်ငါတို့မိသားစုမှာသူကထီထီကြီးအမေကမှပွဲရခဲ့တာအဲ့တော့ငါ့မှာလည်းဟိုအားကိုးနောက်ပြီးဘုံတိတ်ခါတော့ငါတို့ဒီစုတစ်မျိုးလုံးပူစားဒီလည်းသူတော်လို့ရှိရင်ဒီလည်းဆက်ကြောင်းမို့ဟုတ်လားဘယ်လိုပဲဘယ်လိုနာမည်ကိုထိန်းသွားနေအောင်ဒီမှာကျူးစားခဲ့တဲ့ဥစ္စာကိုနာမည်ကိုထိန်းသိမ်းတာ ငါးဒီလိုကြီးရတာပေါ့ဒါမဲ့မမျော်လင့်မလဲအခုဒီနေ့ဒီလက်ဆက်ကအဲ့လောက်ကြီးကိုပြောနေတယ်ခံလဲခံပြင်းတယ်ဒါမဲ့ကိုမိသားစုပင်ယူသူများကိုလည်းဟာဘာဘာမှပြောကြမှာဒါအဲ့တော့ဂျုံတင်ကြောင်းတင်တော့ပြင်းငါဘဝတခြားမှာအချမ်းဖက်ဆိုလဲဆိုတော့ဂျင်းနီကလိုရွေကြီးလေးတော်ကအဲ့လိုဟောတကယ်လုပ်တယ်ဆိုလို့ရှိရင်အဲ့လိုသူများတွေငါ့ကိုမဟုတ်တဲ့ဥစ္စာကြီးပဲပြောတာလို့ခံပြန်တာပြောတာ ဟုတ်တာပြောတာတော့ဂျူလက်စ်ဂျူလက်စ်ကိုမာရိုက်လို့ဘာညာဆိုတခါရိုက်တယ်ကွာအဲ့လာသူမွေးရစိတုံးလို့ရိုက်လိုက်တယ်ဆိုတာမန္တလေးကမမမရိုက်ဘယ်တော့မှမပြောငါသားသမီးတွေကွာနေမာစီခြင်းတယ်လေအဲ့လာဒီတက်တူးကိစ္စဆိုလည်းညလုံးမနဲ့ကလည်းငါညလုံးမကိုလည်းခဏခဏပြောတယ်ခလေးကိုတက်တူးရောဒုခံလို့ငါမချိုက်ဘူးအဲ့သူကခိုင်းနေတယ်သူအနီးကနေနေတဲ့အတွက်ငါသားမပြောခဲ့ဘူးအခုဒီနေ့ထင်တဲ့အတိုင်းပဲဒီတက်တူးထိုးလိုက်တယ်တက်တူးကြီးဆို ငါတို့ဒီစုလူမျိုးမှာတမျိုးမရှိဘူး။တာရင်ချင်းကိုပြောတာပါ။ပမာလူမျိုးမှာဆိုလဲမျိုးမပမာနော်။ငါတို့ပမာဆိုမြန်မာဟုတ်ဟုတ်ဆိုတမီနဲ့ပါနဲ့ဖြစ်အောင်သူ့မေရဆင်ပြရမယ်။အခုသူ့တမီကတတူထိုးထားပါတာ။ကိုမြန်မာလူမျိုးရင်ချင်းကိုပျောက်ပြီးရတော့ โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုဖိုင်လေးကတော့အားလုံးစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Julian ဆက်နဲ့ပတ်သက်ပြီးတော့မှနောက်ထပ်သိရှိရတဲ့ပြောမယ်ဆိုဗီဒီယိုဖိုင်အသစ်ကလေးဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လုံးခဲ့တဲ့18နိုင်ရမှဒါကျွန်တော်တို့ social platform ပေါ်တက်လာခဲ့ရလည်းဖြစ်ပါတယ် ဆိုတော့ဒီဗီဒီယိုဖိုင်ထဲမှာအားလုံးကြားတဲ့အတိုင်းပဲတထေးကြီးကိုယ်တိုင်ကသူ့ရဲ့ခံစားချက်လက်ရှိဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှပြန်လည်ပြီးတော့ဖြေရှင်းထားရတယ်ဖြစ်တယ်။ဒါပေမဲ့ဒီလိုဖြေရှင်းနေတဲ့အချိန်မှာပဲဗီဒီယိုကြည့်ရတာ line တစ်ခုခု error ဖြစ်သွားတဲ့နေတူပါတယ်။အဲရက်သွားပြီးတော့မှ2မိနစ်မှာပဲပြီးဆုံးသွားခဲ့တယ်။2မိနစ်ပတ်ဝန်းကျင်လောက်မှပြီးဆုံးသွားတယ်။ဆိုတော့ဒီဗီဒီယိုဖိုင်2မိနစ်ကျော်အတွင်းမှာကျွန်တော်ပြန်လည်ပြီးတော့မှဒီစကားတွေနဲ့ပတ်သက်ပြီးတော့ခြေရခံပြီးတော့ပြန်စဉ်းစားမယ်ဆိုရင်တော့အဂျူလီယာဆက်ကိုသူ့အနေနဲ့ပြောမယ်ဆိုရင်အမေရိကထိចောင်းသွားတက်စီခဲ့တယ်။အဲပြောမယ်ဆိုရင် င်ကိုယ့်ရဲ့သားသမီးကိုပညာတတ်တယောက်ဖြစ်စေခြင်းနဲ့ဖခင်တယောက်ရဲ့စိတ်ထားတွေကိုဒီ video file ရဲ့အတန်ဖိုင်ထဲမှာကျွန်တော်ကြားခဲ့ရတယ်။ပြန်လာတဲ့အချိန်မှာပညာတတ်မိန်းကလေးတယောက်တို့ရဲ့မိသားစုထဲမှာရောက်ရှိလာတာဖြစ်တဲ့အတွက် အဲ့သူ့ကိုပြောမယ်ဆိုရင် Titan နဲ့ယာတို့တခုပြီးခဲ့တယ်အဲ့ဒါတခြားမဟုတ်ဘူးသူတို့ပိုင်ဆိုင်မှုတွေတဲကဟိုတဲတခုကိုအုပ်ချုပ်စေခဲ့တယ်ပေါ့နော်ဆိုတော့ဒါကတော့တထည်ကြီးကိုယ်တိုင် DVD file ထဲမှာပြောကြခဲ့တဲ့အနေထားလေးဖြစ်သလိုနောက်ထပ်ဘာတွေဆက်ပြောသွားလဲဆိုရင်အလုံးလည်းသတိထားမိမယ်ထင်ပါတယ်အဲ့သူ့အနေနဲ့ပြောမယ်ဆိုရင်မြန်မာ main ကလေးဆိုလည်းမြန်မာ main ကလေးပုံစံမျိုးရင်ရင်ကျကျနေထိုင်ဖို့ရတတူတွေမထိုးဖို့ရပြီးတော့သူ့အနေနဲ့ဒီလိုမျိုးရိုက်နှက်တဲ့ဆိုတာလည်းအကြောင်းရင်း background ရှိရဆိုတဲ့အကြောင်းလည်းအဲ့သူ့အနေနဲ့ပြောပြသွားခဲ့တာလည်းဖြစ်တယ်ဒီလိုရိုက်နှက်တဲ့ဥစ္စာကလည်းသူ့ရဲ့တာသမီဖြစ်တဲ့အတွက် ဖခင်တယောက်အနေနဲ့ပြောမယ်ဆိုဆုံးမတဲ့သဘောအနေနဲ့သူ့အနေနဲ့ရိုက်နှက်ခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့လည်းဒီဗီဒီယိုဖိုင်ထဲမှာရှင်းပြပြီးသွားခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှဒါတတိယလည်းသူ့ရဲ့ခံစားချက်သူလုပ်ခဲ့တာတွေကိုပြန်လည်ပြီးတော့မှဒီ2မိနစ်ဆိုတဲ့ဖိုင်အတွင်းမှာကျွန်တော်တို့ကြားခဲ့ရသလောက်သိခဲ့ရပြီပေါ့နော်ဖြစ်စဉ်ရဲ့အချင်းချင်းလေးပေါ့အဲပြီးတော့ကျွန်တော်တို့ရှေ့မှာလည်းဂျူလီယာဆက်သမီးကိုယ်တိုင်ကလည်းသူ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကိုသူချပြလို့ရတဲ့အတိုင်းအတာတွေကိုချပြပေးခဲ့တယ်အဲ့ဒီပေါ်မှာလက်ရှိအချိန်မှာဒါသမီးကလည်းချပြတယ်ဖခင်ဖြစ်တဲ့သူကလည်းချပြပြီးတော့ ါပြီဆိုတော့ဒီအပေါ်မှာဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာကတော့ကျွန်တော်အနေနဲ့ဆိုရင်တော့မတုံ့သက်ချင်ပါဘူးဘာကြောင့်လဲဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲဒါမိသားစုကိစ္စဖြစ်တယ်အကျွန်တော်တို့ကသတင်းတစ်ခုအနေနဲ့ပဲပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့မိသားစုဘဝမှာလည်းเนาะဒီလိုမျိုးကိစ္စတွေမဖြစ်ပေါ်အောင်ဒီလိုဖြစ်စဉ်တွေကနေကျွန်တော်တို့အနေနဲ့သင်ခန်းစာယူဖို့ကလွယ်တော့ကျွန်တော်တို့အနေနဲ့ဒီဖြစ်စဉ်ပေါ်မှာအဖေမားတယ်အဖေမန်တယ်သမီးမားတယ်သမီးမန်တယ်ဆိုပြီးတော့တော့ကျွန်တော်တို့သွားပြီးတော့သုံးသပ်နေတာတဲ့စာရင်တော့ဒီကနေကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ ဖြစ်စဉ်တစ်ခုကနေပညာယူလိုက်တာအကောင်းဆုံးဖြစ်မယ်လို့အကြံပြုပြောကြရင်လည်းဒီဗီဒီယိုဖိုင်လို့အဆုံးသတ်ချင်ပါတယ်ဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအောင်ဗျာမျက်ချက်ပေးခြင်းညာလဲမျက်ချက်ပေးခြင်းတာရှင်ခုမှရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့အများကြည့်ရှုအားပေးနေကြတဲ့ viewer တူတူယောက်ချင်းစတဲ့အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးအဆုံးညီမှာဗျ See you next video